ရုံးကန်တာပေါ့ဘာလို့ခွေးမိလဲဆိုတော့တယောက်လောက်အားကနေအဲ့လိုတယောက်အိမ်မှာထိုင်စားကြီးရက်တည်ဖို့ဆိုတာဘလို့မှဖြစ်နိုင်ကုတာကူဘလို့ပြောမလို့ဆိုတော့အဖေတို့လည်းတော့ကဘလူတွေလောက်ခဲ့ရဘလူကန်းခဲ့ရတယ်သူတွေကိုပြောမလို့သူစားသိကျင်တယ်ပေါ့ကိုလက်တန်းတန်းတော့လုပ်ပေးကျင်တယ်လေကိုဒီတော့ဆိုရင်တော့အမှန်လည်းပဲမဖြစ်တော့အဲ့ကိုဘွားကြောင့်ကိုပြောအောင်လို့ခုခလီတီတီလေးတည်းကခလီကနဲ့အများကြီးမှာငငငါလေး နေရာတော့မှသူတို့နေရဲ့အိမ်မှာမရောက်အိမ်နေုံထဲမှာနေအာခလိကလေးနေအာကျောင်းထဲနေရင်တန်လိုင်းနဲ့တွေ့ရင်အဲငရှင်ဘုံလေးထောင်းကိုစင်းရွေးတွေခုတန်ရှက်တယ်ဘယ်လိုရှက်လဲဆိုတော့တငယ်ချင်းကြီးကျောင်းနေတက်အဲကျောင်းရှိကနေရုပ်ကစွန်းတို့ထမ်းရမှာဆိုတာအရှက်တာအာကိုယ်ကြီးသွားတော်တော့ဆုံးပါလေလိုခဲ့ရသူများအိမ်မှာလိုခဲ့ရဆိုတာလည်းတည့်ရတိုင်းမရှိရောလည်းလောက်ရတာပေါ့ အဲ့ငရှင်းထောင်းခါကြောက်လို့အဲ့ငရှင်းနေပဲထောင်းလူအစာရပဲစဉ်းစားတဲ့ခါကြောက်သူငယ်ချင်းတွေပဲလိုင်လုံးမှာကိုလုံးနေတဲ့အလုပ်လေးကိုအဲ့အဲ့လေးနဲ့ပြအုပ်လိုက်ရောသူငယ်ချင်းတွေလာတယ်ဒါတပြိုပြိုင်အာဘာညာပေါ့မှန်ကို့မှာဒီငရှင်းထောင်းတာကြအစာပဲကြငညင်ဟော့တယ်လေသူတို့ကမမြင်သေးခြင်းဝယ်ရှက်တာဟုတ်ဒါနဲ့ရှက်လဲဘယ်လိုလုပ်မလဲအဲ့တော့ကကျွန်တော်ကအဖွားနဲ့အပြူကြီးနဲ့ကျွန်တော်လည်းတောင်းရပါနေတယ် ညီမကတော့မလုပ်နိုင်ဘူးအိမ်မှာယောက်ျားသားဆိုလို့ကျွန်တော်ကြောက်ပဲရှိဘူးအဲ့ကလေးဘာတွေကဟိုကျွန်တော်တို့ဂျီဘိုင်လေးစားရတယ်ဒီမိုင်းမှာလိုက်လိုက်ခက်အာမင်းကငါဝန်မနဲ့ရောဒီဝါကျူကဝတ်ထန်းအဲ့ကြောင်းသွားကကိုသိန်းကူရောပြောရမှာကြောင်းသွားဆံဝယ်ခဲ့ဘဝရတော့ဆုပ်သက်တော့ကုသားတွေကပြောသိချင်တာပေါ့ဒါကြောင့်မလဲကိုယ်ညှော်လိုက်တာပေါ့ဘေးတော့ဘယ်လိုလုပ်ခဲ့ရလဲ ဒါတော့ပြောချင်တာပေါ့နောက်ကိုအခုချိန်မှာသူတက်နိုင်တယ်တော့လုပ်ပြီးနေအခုလည်းအကြောင်းလတိုင်းပဲလတိုင်းပဲချပြရတာပေါ့အဲကြောင့်တော်တော်လေးချူတားရတာပေါ့ကိုယ်ကချပြရအောင်မလီခဏကလီထပ်ပြီးတော့ဆိုတာလုံးဝအဆင်ပြေအခုကုန်စည်နှုံးနဲ့လောကနဲ့တယောက်ကအိမ်မှာထိုင်လာဖို့ဆိုတာအဲ့ယောက်ျားတော်တော်လုံးလုံးနိုင်မှာဒါနဲ့ အစိုးရကအကောင်းဆုံးပြောရမှာပေါ့မြန်မာနိုင်ငံလည်းကြီးမောင်ဖြစ်နိုင်တော့ပြန်သိချင်းပြန်ချင်းဘလို့လဲကြီးကြိမ်မဟုတ်တော့မှကိုမကူတင်းတော့တင်းနေရင်ထိုင်းနေဘလောက်ပဲစိတ်ပူတော့အများကြီးလည်းမှန်းနေတော့အဲ့ခုနကကျွန်တော်ပြောလို့ပဲရှိတဲ့ခြံခွက်လေးတည်းမှာကို့အမြိုင်မှာခြံလေးတစ်ခွက်ရှိရင်တော်ပြီအဲ့ကို့ခြံထဲမှာဘလို့ပဲနေရနေရထိုင်ရထိုင်ရမျောလင်းတော့အမြိုင်